င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့လည်းကိတရင်တွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံတော်ကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးဖို့အကြမ်းဖက်မဲအွန်လိုင်းကညှို့ချခဲ့တဲ့နောက်ကွယ်မှာသူ့ရဲ့သားနဲ့သမီးတင်သွင်းနေတဲ့တရက်စစ်ကားတွေမယောင်းရတော့တဲ့အချက်ကအဓိကပါဝင်နေတယ်ဆိုပါတယ်မန္တလေးဥပုတောင်မှာအကြမ်းဖက်စစ်ကောင်စီကအစ္စလမ်ဘာသာဝင်တွေရဲ့ဒီကနေ့ကြောက်ရတဲ့နေဒူးနေမြတ်အင်းနေမှာတော့ ဝတ်ပြုစုတောင်းခွင့်မပေးဘဲပိတ်ပင်ထားတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြပါဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံတော်ဟာလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးဖို့အကြမ်းဖက်မဲအွန်လိုင်းကညွှန်ကြားခဲ့တဲ့နောက်ကွယ်မှာသူ့ရဲ့သားနဲ့သမီးတင်သွင်းနေတဲ့လျှက်စစ်ကားတွေမရောရတော့တဲ့အချက်ကအဓိကပါဝင်နေတယ်လို့နေပြည်တော်စစ်တပ်သတင်းအရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်အဲ့ဒီလို့ လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးဖို့အကြမ်းဖက်မင်းအွန်လိုင်းကမေလ20ရက်နေ့ကပဲနေပြည်တော်မှာလုပ်တဲ့စစ်ကောင်စီအစည်းအဝေးမှာညွှန်ကြားသွားတာဖြစ်ပြီးအဲ့ဒီလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကြောင့်သူတို့စစ်ကောင်စီအတွက်အခွန်ငွေရရှိမှုကိုနစ်နာတဲ့ဆိုပြီးတော့ပါပြောသွားသေးတယ်လို့ဆိုပါတယ်အဲ့ဒီလိုအကြမ်းဖက်မင်းအွန်လိုင်းကိုတိုင်ညွှန်ကြားပြီးတဲ့နောက်မှာပဲဇွန်လ10ရက်နေ့ကစပြီးနိုင်ငံတော်ဝန်ကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုသူတို့စစ်တပ်ထိန်းချုပ်ထားရမြို့တွေမှာစစ်ကောင်စီတပ်နဲ့ရဲတွေကအကြီးအကျယ်ဖမ်းဆီးပြီးတော့ ပြည်သူတွေစီကနေငွေညှစ်တောင်းရန်ဓာတ်တွေနဲ့ဖန်ဆီးထောင်ချဓာတ်တွေအထိဖြစ်ပွားနေတယ်လို့သိရပါတယ်။အဲဒီလိုမြန်မာနိုင်ငံတော်က license မဲ့ကားနဲ့စိုင်းငယ်တွေကိုဖန်ဆီးဖို့အကြက်ဖက်မဲ့ online ကညှို့ချခဲ့တဲ့နောက်ွယ်မှာတော့သူ့ရဲ့တာအောင်ပြည့်စုံတဲ့တမိဖြစ်သူခင်တီရီတမွန်တို့တင်သွင်းနေတဲ့လျှက်စစ်ကားတွေဝယ်လို့အားကျဆင်းပြီးမရောရတော့တဲ့အချက်ကအဓိကပါဝင်နေတယ်လို့နေပြည်တော်စစ်တပ်တရင်အရင်မြစ်ကပြောထားပါတယ်။လက်ရှိအကြက်ဖက်စစ်ကောင်းဆောင်မဲ online ရဲ့တမိဖြစ်သူခင်တီရီတမွန်က ူရဲ့လုပ်ဖို့ကံပတ်တွေဖြစ်တဲ့တျုပ်ဆောင်ဝင်းမုံရွှေရဲ့ယောက်ျားနိုင်ဖြိုးကျော်တို့ဝီယံမင်းမောင်တို့နဲ့အတူ NPK Motor Company ထူထောင်ပြီးတော့မြန်မာနိုင်ငံအတွင်းလျှက်စစ်ကားတွေကိုတင်သွင်းနေရမှာအခုကာလအပိုင်းခြားတွေအတွင်းသူတို့တင်သွင်းတဲ့လျှက်စစ်ကားတွေဟာဝယ်လို့အားတွေကျဆင်းနေပြီးအဓိကမီးပုံမှန်မရတဲ့အချက်တွေလည်းပါနေတာရောမြန်မာနိုင်ငံရဲ့စင်းရဲမွဲတေမှုဈေးကွက်ကြောင့်ပါပြည်သူတွေကဈေးသက်သာတဲ့ကားတွေကိုသာဝယ်စီးကြတဲ့အခြေအနေဖြစ်နေတာကိုအဲ့ဒီ main online သမီးရဲ့အပေါင်းဖော်တွေက လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကြောင့်ဆိုပြီးကောက်ချက်ချနေကြတာဖြစ်တဲ့အတွက်တစ်ဖက်မှာမင်းအွန်လိုင်းကိုယ်တိုင်ကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးဖို့တွေပါညှို့ချလာတာဖြစ်တယ်လို့နေပြည်တော်စစ်တပ်တရင်ရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ပဲခူးတိုင်းအုတ်တွင်းမြို့နယ်အထက်ကကပောင်းစေရေလွှဲတမန်မှရှိတဲ့အချမ်းဖက်စကောင်စီတက်ဂိတ်စခန်းနဲ့ စစ်ကူစစ်ကြောင်းကိုတော်လိုင်းကြီးပုံပေါင်းတက်တွေကတိုက်ခိုက်ချင်းမမှုအတွေ့စစ်ကောင်းစီတပ်သား၁၁ဦးကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်တနက်၄လကူပါတင်းစီရရှိခဲ့တယ်လို့ ADG Brothers တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ၃ရက်နေ့ကပဲအုတ်တွင်းမြို့နယ်အထက်ကကပောင်းစေရေလွှဲတမန်မှာရှိတဲ့အချမ်းဖက်စစ်ကောင်းစီတပ်ကိစကန်ကိုတော်လိုင်းကြီးပုံပေါင်းတက်တွေကတိုက်ခိုက်ချင်းမုံပြီးစစ်ကူလာတဲ့စစ်ကြောင်းကိုပါလမ်းကနေဖြတ်ပိတ်ပြီးတော့တိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်း စကောင်စီတတစုစုပေါင်း71ဦးကတော့အတီးတီးတိတ်ကုန်ကြတဲ့အပြင်သူတို့စီကနေတနက်၄လက်ကိုလဲတော်လိုင်းကြီးတပ်တွေကတင်းစီရရှိခဲ့တယ်လို့ ADG Brothers တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းပလန်မြို့နယ်မှာဇီဘီကုန်းဂျေးရွာကနေခတ်တီတီနဲ့တယောက်တည်းထွက်လာတဲ့စစ်ကောင်စီတပ်သားတအူးကိုဒေါ်လာရေးတပ်တွေကပြစ်ခတ်ရှင်းလင်းလိုက်ရမှာနေရာမှာနေပွဲချင်းပြီးကိုတိတ်သွားပြီး သူ့ရဲ့တနက်ကိုပါတပါးတဲ့တင်းစီရရှိခဲ့တယ်လို့ပလဲဂျိုကာ PDF တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်ဖြစ်စဉ်ကတော့ဇွန်လ9ရက်နေ့ကပဲပလဲမြို့နယ်စီပီကုန်းဂျေးရွာပြူစော်တီစခန်းကနေစစ်ကောင်စီတပ်သားတဦးဟာသူ့ကိုယ်သူဟုတ်လာပြီးအထင်နဲ့တယောက်တည်းထွက်ချလာတယ်ဆိုပါတယ်အဲ့ဒီမှာဒေါ်လိုင်းတပ်တွေကလမ်းမာတယ်တခါတည်းပြစ်ခတ်ရှင်းလိုက်ပြီးသူ့ရဲ့တနက်တလက်ကိုပါတပါးတဲ့တင်းစီရရှိခဲ့တယ်လို့ပလဲဂျိုကာ PDF တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်ခင်ဗျာတပ်ဖွဲ့မှာတော့ ကချင်ပြည်နယ်ဖားကံမြို့နယ်မှာအချက်ဖက်စကောင်စီတပ်ကလုံခင်ကျေးရွာခွန်စာဂုံးကိုလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ကလေးငယ်တွေအပါဝင်ပြည်သူ၉ဦးထက်မနည်းသေဆုံးခဲ့ပြီးနေအိမ်တွေလည်းမိလောင်ပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဇွန်လ၆ရက်နေ့ဖြစ်တဲ့မနေ့ကပဲဖားကံမြို့နယ်တပ်မဂုံးကနေစကောင်စီတပ်သားတွေဟာအရသာပြည်သူတွေနေတဲ့လုံခင်ကျေးရွာခွန်စာဂုံးကိုလက်နက်ကြီးနဲ့ရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလို့ စစ်ကောင်စီတပ်ကပြစ်လိုက်တဲ့လက်နက်ကြီးကြီးတွေဟာခွန်စာကုန်းဘက်မှကြာရောက်ပောက်ကွဲခဲ့ပြီးအဲဒီမှာရှိတဲ့ဂိုဒေါင်းတွေပါထိမှန်သွားပြီးတော့ပြင်းထန်တဲ့ပောက်ကွဲဒဏ်တွေပါထွက်လာသလိုလက်ရှိသိရှိထားချက်အရတဲ့ကလေးငယ်တွေပါဝင်ပြည်သူ၉ဦးထက်မနည်းသေဆုံးထားပြီးနေအိမ်တွေပါမိလောင်ပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးဥပဒေါမှာအကြမ်းဖက်စစ်ကောင်စီကအစ္စလမ်ဘာသာဝင်တွေရဲ့ဒီကနေ့ကြာရောက်တဲ့နေထူးနေမြတ်အင်းဒီမှာတော့ ဝတ်ပြုဆူတောင်းခွင့်မပေးဘဲပိတ်ပင်ထားတယ်လို့အကျဉ်းဆောင်သတင်းရင်းမြစ်တွေကပြောပါတယ်။ဒါကတော့ဒီနေ့ဇွန်လ9ရက်နေ့မှာကြောက်ရွံ့တဲ့အစ္စလမ်ဘာသာဝင်တွေရဲ့နေထူးနေမြက်အနေမှာတော့စစ်ကောင်စီဟာမန္တလေးအိုးဘိုအကျဉ်းထောင်မှာရှိတဲ့အစ္စလမ်ဘာသာဝင်အကျဉ်းသူအကျဉ်းသားတွေကိုဝတ်ပြုဆူတောင်းခွင့်မပေးဘူးလို့ဆိုပါတယ်။စစ်ကောင်စီရဲ့အကြောင်းပြချက်ကတော့လုံခြုံရေးအရာအမကန်ချက်မရှိတဲ့အတွက်ဘာသာရေးအခမ်းအနားဆူတောင်းဒါရီဘာရီဘာမှလောက်ခွင့်မပေးဘူးဆိုပြီးတော့ပါပြောပြီးတော့ပိတ်ပင်ထားတယ်လို့ဥပဒေတော်သတင်းရင်းမြစ်ကပြောထားပါတယ်။ ါ့ပြင်မက်လာ28ရက်နေ့ကငလင်လှုပ်တဲ့အချိန်မှာလဲထောင်ဝင်တန်းတွေကအကျဉ်းသားတွေကိုတောက်ခတ်ပြီးပိတ်ထားတဲ့အတွက်ထောင်သားတွေတိုက်ဆုံတဲ့အထိဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာထောင်ဝင်တန်းတွေနဲ့အကျဉ်းသားတွေအကြားပြဿနာဖြစ်ရကနေအစ္စလမ်ဘာသာဝင်အကျဉ်းသားတွေကိုအခုချိန်ထိတိုက်ပိတ်ထားတာတွေလည်းရှိသလိုအဲ့ဒီနေ့ကိုအညှို့ထားပြီးစကောင်စီကအခုအနေမှာပါအစ္စလမ်ဘာသာဝင်တွေကိုဝတ်ပြုစုတောင်းခွင့်မပေးဘဲပိတ်ပင်ထားတာဖြစ်တယ်လို့အကျဉ်းတောင်တည်င်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ မြန်မာအရေးမှာတရုတ်ဆိုရကဝင်ရောက်စွပ်ဖက်နေမှုကိုအမေရိကန်မှာရှိတဲ့ကုလသမဂ္ဂဆိုင်ရာတရုတ်တန်ရုံအရှိမပြပရောက်မြန်မာတွေကကန့်ကွက်ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။ဒါကတော့လက်ရှိတရုတ်အစိုးရဟာမြန်မာအရေးမှာဝင်ရောက်စွပ်ဖက်ပြီးပြည်သူတွေအပေါ်အကြမ်းဖက်တပ်ဖြတ်နေတဲ့စစ်ကောင်စီဘက်ကနေပေါ်ပေါ်ထင်ထင်ယက်တီနေတာတွေရက်တန့်ပေးဖို့အမေရိကန်ရောက်မြန်မာအရေးတက်ကြွလှရှားသူတွေနဲ့ NYCBC အဖွဲ့ကအမေရိကန်မှာရှိတဲ့ကုလသမဂ္ဂဆိုင်ရာတရုတ်တန်ရုံအရှိမကန့်ကွက်ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။ အဲ့ဒီလိုကန့်ကွက်ဆန္ဒပြပွဲမှာတရုတ်ဆိုရအနေနဲ့အချက်ဖက်စကောင်စီကပြုလုပ်မဲ့အတူအောင်ရွေးကောက်ပွဲကိုမထောက်ခံဖို့မြန်မာစစ်တပ်ကိုလက်နက်တွေမထောက်ပံ့ဖို့နဲ့မြန်မာပြည်သူတွေရဲ့အခက်ခဲတွေကိုထောက်ထားပေးဖို့အပြင်မြန်မာရေးကိုဝင်ရောက်မဆွတ်ဖက်ဖို့တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ် ဖက်မှာတော့တရုတ်ဆိုရကမြမရေးမှာတိတိတတ်တာဝင်ရောက်ဆွတ်ဖက်နေပြီလက်ရှိမှာတင်တရုတ်နယ်စပ်နဲ့ထိစပ်နေတဲ့တိုင်းရင်းသားလက်နက်ကင်တပ်တွေတိမ့်ပိုက်ထားရနေမြေတွေနဲ့မြို့တွေကိုမြန်မာစစ်တပ်စီပြန်ပေးဖို့အထိဖိအားပေးတာတွေလုပ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရေုံခစ်တက်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ